ဒီတွင်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်4800ကျော်ဖြစ်ပေါ်နေတဲ့အခြေစကောက်စီဘောဘန်ကနေတတ်မှတ်ထားတဲ့ဈေးနဲ့ပဲစိုင်းတွေဟာ73စီတွေကိုတတ်မှတ်နေရတာကြောင့်73စီလုပ်ငန်းရှင်တွေအရှုံးပေါ်နေတဲ့အတွက်ဒေါ်လာဈေးကိုပြင်ဆင်တတ်မှတ်ပေးဖို့စကောက်စီကိုလုပ်ငန်းရှင်တွေကတင်ပြတောင်းဆိုနေကြပါတယ်မြန်မာနိုင်ငံ73စီတင်သွင်းရောင်းချပြန်ပြူးရေးအသင်းကဘောအလုံးမှုဆောင်အစည်းအဝေးကိုခေါ်ယူခဲ့ပြီးစကောက်စီဘောဘန်ကနေတတ်မှတ်ထားတဲ့ဒေါ်လာဈေးနှုန်းနဲ့ပဲ ဆက်သုံးစီဈေးနှုန်းတွေကိုတတ်မှတ်နေရတာဟာလုပ်ငန်းရှင်တွေအားလုံးအရှုံးပေါ်နေတဲ့အကြောင်းတွေစကောက်စီကဆက်သုံးစီတင်သွင်းဖို့လိုအပ်တဲ့ဒေါ်လာကိုလည်းအပြည့်အဝမရောင်းပေးနိုင်တာတွေကြောင့်အပြင်ပေါက်ဈေးနဲ့ဒေါ်လာတွေကိုဝယ်နေရတဲ့အတွက်ဆက်သုံးစီလုပ်ငန်းရှင်တွေဟာအရှုံးပေါ်နေကြပြီဆိုတဲ့အကြောင်းတွေကိုပြောဆိုခဲ့ကြပြီစကောက်စီကိုဒေါ်လာဈေးပြင်ဆင်တတ်မှတ်ပေးဖို့ဆက်သုံးစီလုပ်ငန်းရှင်တွေကတောင်းဆိုခဲ့ကြတယ်ဆိုပါတယ်လက်ရှိပြည်တွင်းကဆက်သုံးစီလုပ်ငန်းရှင်တွေဟာလည်းအကျက်တဲ့ခက်ခဲတွေကြားမှာရတယ်လို့လုံနေကြရပြီမဲ့ အရှုံးတွေပဲပေါ်နေတဲ့အတွက်အလုတ်ဆက်လုပ်ဖို့ကမပြတ်နိုင်တော့တဲ့အခြေအနေထိပါရောက်နေပြီအရှုံးခံပြီးလုံနေတာဟာလေနှင်းနဲ့လနဲ့ချီကြနေပြီဖြစ်တဲ့အတွက်မလုံလို့ဖမ်းပဲဆိုရင်လည်းအဖမ်းခံပြီးတော့သာလုပ်ငန်းရပ်လိုက်တာကမှအရှုံးတတမဲ့အခြေအနေမျိုးဖြစ်နေတာကြောင့်အလုတ်ကလုံနေရင်းနဲ့ကိုရှုံးနေတာဖြစ်တယ်လို့စက်သုံးစီလုပ်ငန်းရှင်တို့ကပြောထားပါတယ်လက်ရှိပြည်တွင်းမှာအချက်ဖက်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ဒေါ်လာဈေးဟာအမေရိကန်ဒေါ်လာကို2100ကျပ်ဖြစ်ပြီ ပုတ်လိကဘန်တွေအကြဖြစ်ပေါ်နေတဲ့ဒေါ်လာဈေးက3600ကျပ်ဝင်းကျင်ရှိသလိုလက်တွေပြင်ပပေါက်ဈေးကတော့အခုဆိုရင်ဒေါ်လာကိုငွေကျပ်4800ကျော်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။တစထင်းပါပဲ။အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုကိုရှောင်လွှဲနိုင်ဖို့ဆိုပြီးအိန္ဒိယအစိုးရပိုင်းဘန်နဲ့စစ်ကောင်စီလက်အောက်ကမြန်မာစီးပွားရေးဘန်အပအဝင် ။ဩဂလိကဘန်10ခုတို့အကြားအိန္ဒိယငွေရူပီးနဲ့မြန်မာကျပ်ငွေပေးချေမှုစနစ်ကိုဆောင်ရွက်ကြမယ်ဆိုပြီးတော့လည်းတည်ရပါမှာလေ။အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံအကြားကကုန်သွယ်မှုတွေကိုအမေရိကန်ဒေါ်လာအစားအိန္ဒိယငွေရူပီးနဲ့မြန်မာကျပ်ငွေပေးချေမှုကိုဆောင်ရွက်နိုင်ဖို့ဆိုပြီးနိုင်ငံဘဏ်တွေအကြားညှိနှိုင်းမှုတွေလုံနေပြန်တယ်လို့တည်ရပါလေ။အဲ့ဒီလိုဆောင်ရွက်မှုတွေကိုအိန္ဒိယအစိုးရဘဏ်နဲ့စစ်ကောင်စီလက်အောက်ခံမြန်မာစီးပွားရေးဘဏ်အပြင် CB ဘဏ်ယူမဘဏ်တွေအပါအဝင် ပုဂ္ဂလိကဘန်ဆယ်ခုတို့အကြနှစ်နိုင်ငံဘန်တွေအချင်းချင်းချိတ်ဆက်ဆောင်ရွက်ကြဖို့စစ်ကောင်စီကလုပ်နေပြန်တယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့မန္တလေးတိုင်းမှာရှမ်းမန်းစစ်စင်ရေတွေပေါ်ဆောင်နေတဲ့နေပြည်အတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပဲတစ်ဖက်ကတောင်သာမြို့နယ်ကနေစစ်ကူလာတဲ့အကြဖက်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တောင်ရှိဒိုးကိတ်ကိုတော်လန်ရေးတပ်တွေကကြပြတ်ဟန်တာတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားအယောက်20ကျော်ဟာအသီးသီးသေကုန်ကြပြန်ပြီလို့ မြင်းညာခိုင် drone တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခစ်တယ်ကိုပြောပါတယ်။ဇော်လင်လ9ရက်နေ့ကပဲတောင်သာမြို့နယ်ဘက်ကနေစစ်ကူတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တောင်ရှိတိုးဂိတ်မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုမြင်းညာခိုင်တရင်တပ်ဖွဲ့တွေနဲ့ပကဖတွေပါဝင် PDF ပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ဝန်းကျင်နဲ့ရဲ9ဦးကတော့အသီးသီးသေကုန်ကြပြီးတိုင်ရရတဲ့သူတွေလည်းတော်တော်များသွားကြတယ်လို့ ညဉ့်ညံခိုင် drone တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာလေအချမ်းဖက်စစ်ကောင်စီအတွက်တပ်သားတစ်တွေအတင်းအဓမ္မလိုက်လံစုဆောင်းနေတဲ့အလဲဘိုးကျေးရွာအုပ်ချုပ်ရေးမှူးအောင်ကိုကိုဆိုတဲ့သူလေပြည့်ခတ်ခံရပြီးသေသွားပြန်ပြီလို့မကွေးပြောက်ချတပ်ဖွဲ့တာဝန်ခံကိုကန်ကြီးမောင်ကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်ဆိုလိုက်လား၁၉နှစ်နေဖြစ်တယ်မနေ့ကညနေပိုင်းမှာပဲ မကွေးမြို့နယ်မှာရှိတဲ့အလဲဘုတ်ဂျေးရွာအုပ်စုမှာအချမ်းဖတ်စကောင်းစီအတွက်တသားတစ်တွေအတင်းအရမလိုက်လံစူဆောင်းနေတယ်။အုပ်ချုပ်ရေးမှုအောင်ကိုကိုဆိုတဲ့သူကိုတော်လိုင်းရဲ့ဘော်ဒီကနေကိုပင်လမ်းပိုင်းတနေရာမှာပြစ်ခတ်ရှင်းနေမှုအတွေ့နေရာမှာတင်ပွဲချင်းပြီးကိုသွေသွားတယ်ဆိုပါလေ။အဲ့ဒီအုပ်ချုပ်ရေးမှုအောင်ကိုကိုဆိုတဲ့သူဟာအချမ်းဖတ်စတဲ့အတွက်တသားအစ်စ်တွေကိုအတင်းအရမလိုက်လံစူဆောင်းနေတဲ့သူဖြစ်တယ်လို့တော်လိုင်းကာလာတခြားပြည်သူတွေကိုစစ်တပ်နဲ့ရိုက်နှက်ဖမ်းဆီးခိုင်းတာတွေ့ မတရားငွေကြေးတောင်းခံတာတွေအပြင်စစ်တပ်အကူနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိမ့်ချောက်နေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့မကွေးပြောင်ချာတက်ဖွဲ့တာဝန်ခံကိုကန်ကြီးမောင်ကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲလာရှုနဲ့မိုးကုတ်မြို့နယ်တွေမှာချမ်ပစကွန်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးတွေထိမှန်ပြီးအရသာပြည်သူ6ဦးသေဆုံးသွားခဲ့တဲ့အပြင်နေအိမ်၄လုံးမိလောင်ပျက်စီးသွားတယ်လို့တရားနယ်လေကနေထုတ်ပြန်ထားပါတယ်။ဇော်လိုင်လ16ရက်နေ့ကပဲကြောင်မဲမြို့ကခုံမုံ တစ္ဆတ်ဝင်းဘက်မှာအချမ်းဖတ်စကောင်းစီတက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်မျိုးသမီးတူနဲ့မျိုးသားနှစ်ဦးသေဆုံးသွားခဲ့ရတယ်ဆိုပါလေအလားတူလာရှုံမြို့မှာလည်းအချမ်းဖတ်စကောင်းစီတက်ကယတပြည်သူတွေရှိတဲ့နေရာတွေပါမရှောင်မဲလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ရက်ကွက်တစ်ဘက်ကနေအိမ်တလုံးပေါ်ကိုစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲပြီးမိသားစုဝင်၃ဦးသေဆုံးသွားခဲ့ပြန်တယ်လို့တရားနယ်လေကနေတရားဝင်ထုတ်ပြန်ထားပါတယ်အလားတူမိုးကုံမြို့အရှိန်ပိုင်းကညောင်လေးပင်မှာလည်း ချမ်ပစကောစီတက်ကပြက်ခတ်တဲ့လက်နက်ကြီးကြီးကြောက်ပောက်ကွဲမှုကြောင့်နေအိမ်၃လုံးမိလုံးပျက်စီးသွားခဲ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာဆိုထားပါတယ်။လက်ရှိမှာအချမ်ပစကောစီတက်ဟာရှမ်းမြောက်ကတိုက်ပွဲတွေအတွင်းသူတို့စစ်တပ်စခန်းတွေမကြအောင်ဆိုပြီးအရသာပြည်သူတွေနေတဲ့နေရာတွေပါမချန်လက်နက်ကြီးနဲ့ပြက်ခတ်တာတွေဘုံကျဲတိုက်ခိုက်တာတွေကိုတောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အာရှနိုင်ငံကြီးဝင်ကြီးများအစည်းအဝေးနဲ့ဆက်ဆက်အခမ်းအနားတွေမှာ မြန်မာစစ်ကောင်စီကိုဖယ်ထုတ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတက်ခွင့်ပြုဖို့အတွက်အရက်ပတ်အဖွဲ့203ခုကတောင်းဆိုလိုက်ကြပါလေ။ဇော်ရင်လ21ရက်နေ့ကနေ28ရက်နေ့အထိလောင်နိုင်ငံမှာကျင်းပဖို့ရှိနေတဲ့အာဆီယံနိုင်ငံဂျာယီဝန်ကြီးများအစည်းအဝေးနဲ့ဆက်ဆက်အခမ်းအနားတွေမှာမြန်မာစစ်ကောင်စီကိုဖယ်ထုတ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတက်ခွင့်ပြုဖို့အာဆီယံဥက္ကဋ္ဌလာအိုနိုင်ငံပါဝင်အာဆီယံနိုင်ငံတွေရဲ့နိုင်ငံဂျာယီဝန်ကြီးတွေစီကိုရက်ပတ်အဖွဲ့203ခုကဇော်ရင်လ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲ တရားဝင်စာပေးဖို့တောင်းဆိုလိုက်ကြတယ်လို့သိရပါတယ်။လက်ရှိမြန်မာစစ်ကောင်စီဟာဒိုင်းပြည်အာဏာကိုပြည်သူတွေရဲ့ရွေးကောက်တင်မြှောက်မှုမရှိဘဲတရားမဝင်သိမ့်ပိုက်ထားရတာဖြစ်ပြီးလက်ရှိမှာလည်းကလေးသူငယ်တွေပါမချမ်းပြည်သူတွေအပေါ်ဆိုးရွားပြင်းထန်တဲ့အကြမ်းဖက်မှုတွေစစ်ရာဇဝတ်မှုကျူးလွန်တာတွေကိုတောက်လျှောက်ပြုလုပ်နေတဲ့အကြမ်းဖက် စစ်အုပ်စုအဖွဲ့ဝင်တွေကိုအာဆီယံနိုင်ငံကြီးဝန်ကြီးများအစည်းအဝေးနဲ့ဆက်ဆက်တဲ့အခမ်းအနားကနေဖဲ့ထုတ်ပြီးမြန်မာပြည်သူလူထုကိုကိုစားပြုတဲ့ဒီမိုကရေစီနှိကြရွေးကောက်ခံဖြစ်တဲ့ အမျိုးသားညီညွတ်အစိုးရ UNG ကိုတာတက်ရောက်ခွင့်ပေးဖို့အာဆီယံဥက္ကဋ္ဌလာအိုနိုင်ငံပါဝင်အာဆီယံနိုင်ငံတွေရဲ့နိုင်ငံရေးဝန်ကြီးတွေစီကိုရပ်ဖက်အဖွဲ့203ခုကတရားဝင်စာပေးဖို့တောက်ဆိုလိုက်ကြတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့တခါရောရုံခစ်တက်ကနေဒီကနေ့နေ့လေဂစ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ